မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ဈေးကြိုနိုင်စင်းအနီးမှာရှိတဲ့ အင်းဝဘန်မှာဂိတ်ဆောင်နေတဲ့စစ်သားချင်းချင်းပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ25ရက်နေ့နေ့လယ်12နာရီကျော်လောက်အချိန်မှာဈေးကြိုနိုင်စဉ်84လမ်းနဲ့26လမ်းတောက်မှာရှိတဲ့အင်းဝဘန်မှာလုံခြုံရေးဂိတ်ဆောင်နေတဲ့အကြမ်းဖက်စစ်သားများအချင်းချင်းစကားများရန်ဖြစ်ရာကနေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်းမှာတနက်တန်ခုနှစ်ချက်ထွက်ပေါ်ခဲ့ပြီးတော့ပြစ်ခတ်မှုဖြစ်ပွားတဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးတော့လမ်းများကိုပိတ်ဆို့ပြီးတော့နာရီကားများနဲ့စစ်သားတချို့ကိုလာရောက်ပြီးတော့ ခေါ်ဆောင်သွားတယ်လို့သိရပါဗျ။စစ်ကောင်စီအုပ်စုအချင်းချင်းတနက်နဲ့ပြစ်တာပထမ၄ချက်နဲ့ ဒုတိယအကြိမ်၃ချက်တနက်တန်9ချက်လောက်ပြစ်တယ်စစ်ခွေးတကောင်တေသွားလို့နိုင်ရေးကနဲ့လာတင်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အခုလိုမျိုးပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ဈေးကြိုအနီးနားမှာရှိတဲ့ဈေးတဲ့တချို့ဟာဈေးဆိုင်များပိတ်ကာဈေးတဲ့များနဲ့ဈေးဝယ်များလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါဗျ။မန္တလေးမြို့နေရအနှံ့မှာစစ်သားရဲပြူစော်တိနဲ့အပြရောင်ယူနီဖောင်းဝတ်ထားတဲ့ရက်ရွာလုံးချုံရေးအဖွဲ့ရက်ကျေးအုပ်ချုပ်ရေးအဖွဲ့မိတပ်နဲ့စီပင်တွေတောင်းချမ်းနေကြပြီးတော့လမ်းပေါ်မှာဂိတ်ဖွဲ့ငွေညှဲချဲလက်နက်ပြမိုက်ကြီးခွဲခြင်း လောင်းကစားနဲ့မူရစေးအယောင်းဝယ်လုပ်ငန်းများကိုစက်ကြီးကောက်ခြင်းထောင်ထွက်များကိုခိုးဆိုးလူရမှုကျူးလွန်စေပြီးတော့ခိုးရပါပစ္စည်းများကိုခွဲဝေရယူခြင်းများလှုံ့ဆော်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းရမဲသိန်းမြို့နယ်ဂရင်ကျေးွာကုံစုံဆိုင်ကိုစစ်သား၄ဦးကတနက်နဲ့ထောက်ပြီးတော့380ကျော်ကိုဓမြတိုက်သွားပြီးအဲ့ဒီအမှုကိုတော်လိုင်းအဖွဲ့တွေကလှုံ့ဆော်နေတဲ့အောင်စစ်ကောင်စီကတရင်အမားတွေထုတ်လွှင့်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မေလ24ရက်နေ့ည7:00နာရီကျော်ဝင်းကျယ်အချိန်မှာရမဲသိမ်းမြို့နယ်ဂရင်ကျေးရွာမှာရှိတဲ့ကိုမျိုးတူအောင်နဲ့မလလဆန်းတို့ရဲ့ကုံစုံဆိုင်ကိုစစ်သား၄ယောက်ကဝေရောက်ပြီးတော့ဓ냐တိုက်ခဲ့တယ်လို့သိရပါဗျ။ဓ냐တိုက်တဲ့အချိန်မှာဆိုင်ရှင်ကိုမျိုးတူအောင်မရှိဘဲမလလဆန်းသာရှိတယ်လို့သိရပါဗျ။စစ်ကောင်စီယူနီဖောင်းဝတ်လူ၄ဦးကမလလဆန်းကိုတနက်ထောက်ပြီးတော့ တာဝန်အရစစ်ဆေးစရာရှိတယ်ဆိုပြီးတော့စိုင်းမာရှိတဲ့တနေ့တာရောင်းရငွေဖုန်းငွေဖြည့်ကံမလလဆန်းရဲ့ကမ္ဘောဇာဘဏ်အကောင့်ထဲကငွေများအလုံးကိုချက်ချင်းလွှဲပြောင်းခိုက်ခဲ့တယ်လို့ဒေသခံပြည်သူများထံကသိရပါဗျ။အမှုဖြစ်တဲ့အချိန်မှာစိုင်းမာမရှိတဲ့စိုင်းပိုင်ရှင်မျိုးသူအောင်ကရမဲသိမ်းမျိုးစစ်ကောင်စီလက်အောက်ခံအကောင့်ကြီးတွေနဲ့ပေါင်းပြီးတော့လိုင်စင်မဲ့ကားတွေဝယ်ရောက်လုပ်နေတဲ့ စစ်တပ်ကဖားရဖားပွဲစားဆိုတော့သတင်းပေးတိုင်ကြားတာမရှိဘူးဒီလူရတာကိုရမဲသိမ်းမြို့နယ်စစ်တပ်လက်အောက်ခံတာဝန်ရှိသူတွေက PDF တွေလုတ်တယ်ဆိုပြီးတော့သတင်းထုတ်ကြေညာခဲ့တာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဓမြတိုင်မှုဖြစ်ပွားခဲ့တဲ့နေ့ကစပြီးတော့လက်ရှိအချိန်ထိအချက်မဲ့စစ်တပ်ကရမဲသိမ်းမြို့အဝင်ထွက်နေရာများမှာတင်းကျပ်စွာစစ်ဆေးမှုများလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူများထံကသိရပါဗျ။ဒါ့အပြင် စစ်တပ်ကရမဲသိမ်းမြို့နယ်မှာပြည်သူများက PDF များကိုစန့်ကျင်နေတယ်ဆိုတဲ့ဝါရဖြန့်စာများကိုစစ်တပ်ပြူစောတိနဲ့ပြည်သူ့စစ်များကဖြန့်ဝေလျက်ရှိတယ်လို့မြို့ကပြည်သူများကပြောဆိုထားပါတယ်စစ်တပ်ကဖြန့်ဝေနေတဲ့ဝါရဖြန့်တဲ့စာတွေထဲမှာ PDF များကပြည်သူတွေကိုအနိုင်ကျင့်တပ်ဖြတ်ပြီးတော့ဓမြတိုက်နေတယ်ဆိုတဲ့မဟုတ်မမှန်လောက်ကျန်ရေးသားထားတဲ့လက်ကမ်းစာရွက်များကိုလမ်းစုံလမ်းခွများနဲ့မြို့ပေါ်မှာဖြန့်ဝေနေကြခြင်းဖြစ်တယ်လို့သိရပါတယ်လက်ကမ်းစာမှာတော့ပြည်သူတွေကလက်မခံဘူးဆိုပြီးစစ်တပ်ကရေးထားတာပဲ ဖြန့်တာကပြူစောတိတွေနဲ့ပြည်သူစစ်တွေကဖြန့်နေတာသူတို့ဟာသူတို့စာရွက်တွေထုတ်ရေးပြီးတော့ပြည်သူတွေကလက်မခံဘူးဆိုတဲ့ပုံစံမျိုးလုပ်နေတာပြည်သူကတော့စစ်တပ်ဆိုရင်တော်တော်ကိုယွန်းနေပါပြီရမဲသိမ်းမြို့ပေါ်မှာလူငယ်တွေလည်းတယောက်မှမရှိတော့ဘူးအကုန်လုံးစစ်မှုထမ်းပေါ်တာဆွဲခံရပြီးတော့ပြေးတဲ့သူကပြေးကုန်ပြီနိုင်ငံခြားထွက်တဲ့သူကထွက်ကုန်ပြီလူငယ်တွေရှိကိုမရှိတော့တာလို့ရမဲသိမ်းမြို့ကပြည်သူတို့ကသတင်းပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းထဲကိုတရခွန်မမရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်ခဲ့ရာ၆လုံးအောင်မြင်စွာကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ25ရက်နေ့ည6:46မိနစ်အချိန်ကမုံရွာမြို့အခြေဆိုင်စစ်ကောင်စီရဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခရဲကိုတရားခွန်မမရှော့တိုက်တုံးခွန်နှလုံးပစ်ခတ်ခဲ့ရာ6လုံးကိုအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီးတော့ရှော့တိုက်တုံးများကြက်ရောက်ပောက်ကွဲမှုကြောင့်နမခရဲကနေပြီးချက်ချင်းတံပြန်ပစ်ခတ်မှုများရှိခဲ့တယ်လို့သိရပါဗါးနမခအတွင်းထဲကိုထိခိုက်မှုရှိနိုင်ပြီးတော့အသေးစိတ်သိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗါး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းဘယ်နေရာမှာမှလုံခြုံမှုမရှိစေရဘူးလို့ပြောကြင်ပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM No More Dictatorship NMD နဲ့ Shadow မုံရွာအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့နယ်မြေကန်များဖြစ်ကြတယ်ရန်ကြီးအောင်အဖွဲ့ဘုဒ္ဓလင် mobile team အဖွဲ့နယ်မြေကန်ပတ်ကဖရွှေတရိတ်ကံမဟာမိတ်တပ်ရဲ့ Justice Brothers Force တို့ကလည်းတပ်နိုင်တဲ့အခမ်းကဏ္ဍများကနေပြီးတော့ဝိုင်းဝန်းကူညီပေးခဲ့ကြတယ်လို့သိရပါဗျာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခဟာသခိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များကိုအ धिक အမိန့်ပေးကိုကဲနေတဲ့စစ်ဌာနချုပ်ဖြစ်တဲ့အတွက်အဲ့ဒီဒေသများမှာရှိတဲ့တော်လိုင်းအင်အားစုများအတွက်ကိုအ धिक တိုက်ခိုက်နေတဲ့စစ်ဌာနချုပ်ဖြစ်တယ်လို့ BWM ကရှင်းပြထားပါတယ်။ဒါအပြင်အညာဒေသပြည်သူများကိုအ धिक ဒုက္ခပေးနေတဲ့စက်တပ်လေထီများကိုအ धिक တိုးလောင်ထားရှိနေတဲ့စစ်ကောင်စီရဲ့ဌာနချုပ်ဖြစ်တယ်လို့ အိုထိန်ခွင်းရွာဘုံကျဲမှုကိစ္စအပဝင်အညာဒေတာကိုလေချောင်းတိုက်ခိုက်မှုနဲ့အရသာပြည်သူများကိုတပ်ဖြတ်မှုများအားအ धिक ကြိုးကန်ချက်လက်ကုတ်ကဲနေတဲ့စစ်ဌာနချုပ်တခုဖြစ်တဲ့အတွက်ကြောင့် BWM နဲ့မဟာမိတ်အဖွဲ့များက BWM ရဲ့ Mission 39အဖြစ်နဲ့ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်စိတ်ညံရေတင်ရုံးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာစစ်သားတအုပ်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ25ရက်နေ့မြင်းညံမြို့နယ်စိတ်ညံရေတင်ရုံးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရေစကြိုတပ်ပေါင်းစုဒရုန်းတပ်ဖွဲ့ကဘုံကိုလုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီဘက်ကစစ်သားတအုပ်တိတ်ဆုံးသွားပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အလားတူပဲတနင်္သာရီတိုင်းဒဝယ်မြို့အိမ်ရှိပြင်ရက်ကွက်လမ်းဆောင်မှာအဲဆင်းလိုက်ဆက်နေတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းဒဝယ် Defense Team DDT ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျာ ်မေလ23ရက်နေ့ညပိုင်းကဒဝယ်မြို့အိမ်ရှိပြင်ရက်ွက်လမ်းစုံမှာအစီအလိုက်ဆက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒဝယ် DDD တပ်ဖွဲ့ကတော်လှန်ရေးပေါ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲတော်လှန်ရေးပေါ်များအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေဘက်ကတော့တေးတာမရှိပါဘူး။အဲဆင်းလိုက်ဆက်နေတဲ့ရန်သူတွေကိုထိတ်လန့်မှုဖြစ်အောင်သားမလမ်းမကမ်းကနေပြီးတော့မိုင်းခွဲခဲ့တာပါ။ အစီအလိုက်စနေတဲ့စစ်ခွေးအကောင်20လောက်ရှိမယ်လို့ခန့်မှန်းရတယ်လို့ The Way Defense Team DDD ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘုံမူးကျုပ်ဟောင်းချိုထွန်းအောင်ပြစ်ခတ်ရှင်းလင်းခံရခြင်းကိုအကြောင်းပြပြီးတော့ရန်ကုန်စင်ချေဘုံမြို့နယ်တချို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဘက်ထရီစပိန်တွေကိုဖမ်းဆီးငွေညှပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်ဒဂုံမြို့တဲ့တောင်ပိုင်းတင်ကန်းကျုံမြောက်ဥကလာနယ်မရန်ကုန်မြို့နယ်တို့မှာဘက်ထရီစပိန်နဲ့ e-bike တွေကိုစစ်တပ်ရဲနဲ့တူစော်ဒီများကဖမ်းဆီးကငွေညှပ်နေတယ်လို့ရန်ကုန်အခြေစိုက်ရဲသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ ပစ်သွားတဲ့လူငယ်တွေကဘက်ထရီဘိန်းနဲ့ဆိုတော့တိုင်းယုံကို report တက်လို့ကောင်းအောင်လို့အလုပ်လုပ်ပြတဲ့အနေနဲ့ဘက်ထရီဘိန်းတွေကိုဖမ်းခိုင်းတာ အဲ့ဒီလိုမျိုးဖမ်းတဲ့သူတွေကကို့အတွက်ကြံအောင်ဆိုပြီးတော့ဖမ်းပြီးတော့ငွေညစ်နေတာမနေ့ကသင်္ကန်းကျွန်းနဲ့တောင်တကုံဘက်မှာဖမ်းတယ်ဒီနေ့တကုံအရှိမဖမ်းတယ်လို့သိရတယ်အဓိကဖမ်းနေတာကတော့ရဲနဲ့ပြူစောထီးတွေပါလို့သတင်းပေးဖို့ပြောကြားထားပါတယ်ဘုံမှုချုပ်ဟောင်းချိုထုံးအောင်ပြစ်ခတ်ရှင်းလင်းခံရသူများဆိုပြီးတော့ဘက်ထရီဘိန်းစီးလာတဲ့လူနာဦးရဲ့ CCTV မှတ်တမ်းဓာတ်ပုံတစ်ပုံ Telegram မှာပြန့်နေခဲ့ပြီးတဲ့နောက်အခုလိုမျိုးဘက်ထရီဘိန်းတွေကိုလိုက်လံဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ် စီမံချက်အနေနဲ့လောက်တာတော့မဟုတ်ဘူးဗျတမျိုးလုံးကဘက်ထရီဘိန်းတွေကိုလိုက်ဖမ်းတာမျိုးလည်းမဟုတ်ဘူးအလုပ်လုပ်ပြတဲ့အနေနဲ့တချို့နေရာတွေမှာဖမ်းတယ်မိရင်တစည်းကို2000 3000နဲ့ပြန်ရွေးခိုင်းတယ်ဘိန်းကအရန်တက်နေတခါတည်းသိမ့်လိုက်ပြီးတော့ဒီကောင်တွေပြန်ရောင်းစားတာလို့၎င်းကရှင်းပြထားပါတယ် ်မေလ25ရက်နေ့ကတောင်တကုံမြို့နယ်22ရက်ကွက်ထဲမှာရဲနဲ့ပြူစောထီးတွေကဘက်ထရီဘိန်းများကိုလိုက်လံဖမ်းဆီးခဲ့ကြောင်း Rangoon Scout Network ကထုတ်ပြန်ထားပါတယ်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင်ကြားပေးနေတဲ့ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကိုမေလ22ရက်နေ့မနက်ပိုင်းမှာရန်ကုန်မြို့မယန်းကုန်းမြို့နယ်အမှန်9ရက်ကွက်ရွှေနှင်းစီ6လမ်းမှာရှိတဲ့၎င်းရဲ့အိမ်ရှိမှာရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ Golden Valley Warriors ကပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ